ယ်လှုပ်ခတ်ခဲ့တဲ့ဒေသတွေမှာအင်တာနက်လိုင်းဖုန်းလိုင်းခတ်ခဲတွေကြောင့်သတင်းစစ်မှုကန့်သက်ချက်တွေဖြစ်ပေါ်နေချိန်ငလင်ဘေးရနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေငလင်တန်းခံရပြီးနောက်ဆက်တွဲတည်တင်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမာရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့ရေဒီယိုဆက်ကလေးရှိတာနဲ့ဖမ်းယူလို့ရမယ်ဒီမှာ short wave radio ကိုတရက်လျင်မနက်9:00နာရီတစ်ချိန်ည9:00နာရီတစ်ချိန် ဒီကနေ့ဧပြီလ10ရက်နေ့ကနေ10ရက်နေ့အထိ10ရက်တိတိထုတ်လွှင့်သွားမှာဖြစ်ပါတယ်မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲထိလိုင်းဒိုမီတာ31မီတာကုတတမ43မကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲထိလိုင်းဒိုမီတာ16မီတာ71တတမ5မကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ မြစီမရေဒီယိုအစီအစဉ်ကိုမြစီမရဲ့ online platform အစုံကနေလဲကြပြိုင်တဲ့ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်လို့ online ကနေလဲနားဆင်နိုင်ပါတယ်ရှင်မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ဧပြီလ16ရက်ဗုဒ္ဓဟူးနေ့ညပဲမြစီမရေဒီယိုအစီအစဉ်ကို မြမစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိစတင်ထုတ်လည်နေပါပြီ။ကျမကတော့ရွှေနွယ်ပါ။ ီကနေ့ညနာဆင်ကြားမယ့်သတင်းတွေကတော့စစ်ကောင်းဆောင်ထံကနေတစဉ်လူသားစာနာအကူအညီပေးပါကနိုင်ငံရေးအရာအလွဲအသုံးချခံရမယ်လို့တော်လိုင်းအင်အားစုတွေထုတ်ပြန်တဲ့သတင်းနဲ့အတူငွေဆောင်တဲ့ချောင်းသားမှာရန်ကုန်မန္တလေးကလာရောက်တဲ့ပတ်သူတွေနဲ့ပြန်လည်စစ်ကားနေတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြားပါမယ်။အဲဒီနောက်မှာတော့ AI နဲ့ဖန်တီးပြုလုပ်ထားတဲ့ငလင်ကြောင့်ပျက်စီးရုပ်တံဖိုင်တွေအကြောင်းနဲ့အတူထိုင်းမြန်မာနယ်စပ်လုံးချုံရေးကိုအကဲဖြတ်ခြင်းထိုင်းနိုင်ငံကမြို့သားလုံးချုံရေးနယ်စပ်ရေးရာမြို့သားများ ာပြူအားနဲ့အမျိုးသားပြန်လည်ပြုပြင်ရေးဆိုင်ရာအောက်လွတ်တော်ကော်မတီရဲ့တဘာပတိလည်းဖြစ်သူပြည်သူပါတီရဲ့လက်ထောက်အကြီးအကဲမစ္စတာရန်စီမန်ရုံးနဲ့ဆက်သွယ်မေးမြန်းချက်ပထမပိုင်းကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးမှာပါရှင်။ မင်္ဂလာပါနောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်တော်ဆိုင်းခမ်းပါ ARD တိုင်းရွှေတောင်ရံမြို့မကြီးစင်ကျေးရွာဝင်းကျင်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တိုက်ပွဲတွေကြောင်းခီးသွွာလာရောက်မှုမရှိတော့တဲ့ငွေဆောင်တဲ့ချောင်းသာကမ်းခြေတွေမှာပြီးခဲ့တဲ့မတ်လလောက်ကစတင်လို့ရန်ကုန်နဲ့မန္တလေးကလာရောက်လဲပတ်သူတွေနဲ့ပြန်လည်စီကားလာတယ်လို့ဒေသခံတွေကပြောပါရယ် အပန်းဖြေခီးတဲ့တွေနဲ့ပြန်လဲစီကားလာတဲ့အတွက်ဒေသခံလှုပ်လှဆာမိသားစုတွေဟာစားဝတ်နေရေးပြည်လဲလာတယ်လို့လည်းဒေသခံတွေကပြောပါဗျ။မကြီးစင်တိုက်ပွဲတွေကြောင်းပြီးခဲ့တဲ့ဇန်နဝါရီလလောက်မှာငွေဆောင်တဲ့ချောင်းတာကန်းကြီးမှာခီးသွားနေပါခဲ့ရပြီးလူမှုကွန်ရက်တွေမှာကြိုတင်ဝယ်ယူထားခဲ့တဲ့ကားလက်မှတ်တွေနဲ့ဟိုတယ်ဘုတ်ကင်တွေကိုရှော့စီတွေနဲ့ပြန်လဲရောင်းချခဲ့ရတာပါ။ဒါပေမဲ့အခုတကြံကာလမှာခီးသွားရည်နဲ့ပြန်လဲစီကားလာခဲ့တယ်လို့ငွေဆောင်ဒေတာကန်ကဆိုပါတယ်။ ချောင်းသာကန်းကြီးမှာလည်းခီးသွွားတွေနဲ့အခုတကြံမှာပြန်လဲစီကားလာပေမဲ့ခီးတယ်တွေဟာတိတ်တိတ်ဆိတ်ဆိတ်အပန်းဖြေပြီးပြန်ကြတယ်လို့ချောင်းသာဒေတာကန်တူကဆက်လက်ပြောပြပါရယ်ပြီးခဲ့တဲ့ဇန်နဝါရီလလောက်ကဒေတာတွင် တိုက်ပွဲတွေကြောင်းငွေဆောင်ချောင်းသာကန်းကြီးတွေမှာခီးသွွားလာရောက်မှုနှဲပါခဲ့ပြီးဒေတာကန်တွေဟာနှစ်လကျော်ကန့်စာဝတ်နေရေးကြက်တဲခဲ့ကြတယ်လို့ဒေတာကန်တွေစီကတီးရပါရယ်ခင်ဗျာ အာဆီယံကောင်ဆောင်နေနေနဲ့စကောင်းဆောင်ပို့ချုပ်မှုကြီးမင်းအောင်လှိုင်ထံကနေတဆင်လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကိုပေးရပါကဒီအကူအညီတွေဟာနိုင်ငံရေးအရာအလွဲသုံးစားချခံရမယ့်အနေရကိုမလွဲမသွေကြုံရမှာဖြစ်တာကြောင့်ဒီလိုပေးရခြင်းကိုအပြင်းထန်ကန့်ကွက်ကြောင်းတော်လိုင်းအင်အားစုတွေကဧပြီလ16ရက်နေ့မှာသဘောထားထုတ်ပြန်ပါတယ်။ မြန်မာပြည်ညွေဆိုရ NUG ကင်းမြူတာစီယုံ KNU ကင်းနီပြည်မြူတာတွတ်တဲ့ပါတီ KNPP ကျင်းမြူတာတဝ CNF မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တဝ ABSDF အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ရွင်းချလူမျိုးဝင်ညောပေါင်းအဖွဲ့ FRC နဲ့အမြင်မပေါ်လိုတဲ့အင်အားစုတွေကစကောင်းဆောင်မင်းအောင်လိုင်းနဲ့အာဆီယံကောင်ဆောင်တွေတွေ့ဆုံမှုရှိတဲ့သတင်းနဲ့ပတ်သက်လို့သဘောထားထုတ်ပြန်ကြေညာချက်မှအခုလိုဖော်ပြထားတာဖြစ်ပါတယ် စကောင်းဆောင်ပို့ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့အာဆီယံခေါင်းဆောင်တွေအခုရပိုင်းအတွင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံပြီးတော့ငလင်ဘေးတန့်တဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကိစ္စတွေကိုဆွေးနွေးကြမယ်လို့သိရပြီးအပြင်းမဲ့ပြည်သူတွေကိုမြန်မာနှစ်ကူးကာလမရှောင်နေစဉ်ရက်ဆက်လက်နက်ကြီးနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုပြုလုပ်နေတဲ့စကောင်းဆောင်ကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုတဲ့အကြောင်းပြချက်နဲ့အာဆီယံခေါင်းဆောင်တွေကတွေ့ဆုံမဲ့အပေါ်မှာတော်လိုင်းအင်အားစုတွေအနေနဲ့ များစွာအထူးစိုးရိမ်မကင်းဖြစ်မိတယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်စကောင်းစီဟာလက်ရှိမှာတိုင်းပြည်နယ်နမရဲ့စုစုပေါင်း22ရာခိုင်နှုန်းကိုသာစိုးမိုးထိန်ချုပ်အုပ်ချုပ်နိုင်နေတဲ့အတွက်တုထံကနေတိုက်ရိုက်ဆက်ဆံပြည့်ရခြင်းမဟုတ်ဘဲမြို့သားညီညွတ်ရေးဆွေးရနဲ့တိုင်းသားတော်လိုင်းအင်အားစုတွေကထိန်ချုပ်စီမံထားတဲ့နယ်မြေတွေမှာရှိတဲ့ပအဝင်ပတ်သက်သူအစုအဖွဲ့တွေအလုံးကိုချိတ်ဆက်ပြည့်အပ်ထောက်ပံ့မှုလိုအပ်ကြောင်းဖော်ပြထားပါတယ်။ စကောင်းစီကတိုင်းမြေရဲ့အချုပ်ချာအာဏာကိုထိန်းချုပ်ထားတဲ့တခုတည်းသောအာဏာပိုင်မဟုတ်သလိုပြည်သူလူထုကိုကိုစားပြုခြင်းလည်းလုံးဝမရှိတော့ကိုအာဆီယံအနေနဲ့သတိပြုဖို့လိုအပ်ကြောင်းလည်းဖော်ပြထားပါတယ်။ဒါကြောင့်လူသားဆန္ဒအကူအညီတွေပေးရတဲ့အခါမှာစကောင်းစီနဲ့သာတိုက်ရိုက်ထိတွေ့ဆက်ဆံထောက်ပံ့နာတာမကအမန်တကယ်ထိခိုက်ခံစားနေရတဲ့တဘာဝဘေးစစ်ဘေးဒဏ်တဲ့မြန်မာပြည်သူတွေထံကိုအကူအညီပေးရေးအစီအစဉ်တွေတရားရောက်ရှိစေနိုင်ဖို့အတွက်သက်ဆိုင်သူတွေအားလုံးနဲ့လုပ်ငန်းစဉ်တရက်အဖြစ်ချိတ်ဆက်ဆောင်ရွက်သွားဖို့အထူးလိုအပ်ကြောင်းဆိုပါတယ် လေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကလည်းမြန်မာစစ်ကောင်းဆောင်နဲ့အခုတရင်ပတ်တွင်မှထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံပြီးမကြာမီကလှုပ်ခတ်ခဲ့တဲ့ငလင်းနဲ့ပတ်သက်လို့လူသားစာနာအကူအညီပေးရနိုင်ရေးဆွေးနွေးဖို့အစီအစဉ်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။ဆွေးနွေးပွဲရဲ့အဓိကရည်ရွယ်ချက်ကတပါဝါဘီအန်ရဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုပံ့ပိုးနိုင်မှုဖြစ်ပြီးမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်နဲ့စကောင်းဆောင်မတွေ့ဆုံမီအာဆီယံဥက္ကဋ္ဌရဲ့အလွတ်တန်းအကြံပေးအဖွဲ့ကအဖွဲ့ဝင်ဖြစ်တဲ့ထိုင်းဝန်ကြီးချုပ်အောက်တက်ဆန်ရှင်နာဝတ် လက်ရှိထိုင်ဝင်ခြေကျုံပေထောင်တန်ရှင်နာဝက်တို့နဲ့လည်းတွေ့ဆုံဖို့ရှိနေတယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်း60မြို့ကငလျင်တင့်ပြိုချလူနီဖြစ်နေတဲ့ကြောက်တစ်တာဇေဒီကိုမိုင်းခွဲဖြိုချတာမလုပ်ဘဲကွန်ကရစ်လောင်းပြီးထိမ့်သိမ်းဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကလက်ညွန်ခဲ့တယ်လို့စစ်ကောင်းစီကထုတ်ပြန်ပါတယ်။စေကောင်းဆောင်ရဲ့ဧပြီလ15ရက်နေ့ကြောက်စဲခီးစဉ်မှာရွှေသားလျောင်းတောင်ပေါ်ကကြောက်တက်တာဇေဒီအခြေအနေကိုစစ်ဆေးခဲ့တယ်လို့ဆိုပါရယ်။ မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ကြောက်တက်တာဇေဒီဟာ30ဒီဂရီလောက်တင်းဆောင်းခဲ့ပြီးပြိုချနိုင်တဲ့အန္တရာယ်ရှိတာကြောင့်မိုင်းခွဲဖြိုချဖို့စီစဉ်ခဲ့ပေမဲ့ပြန်ထိမ့်သိမ့်မယ်ဆိုတဲ့ညွှန်ကြားချက်ထွက်လာတာလည်းဖြစ်ပါတယ်။ကြောက်တက်တာဇေဒီနေရာကိုဒရုန်းနဲ့အသေးစိတ်ရိုက်ကူးပြီးပြေပြင်းအချက်လက်ရယူဖို့တောင်အောက်ကပြည်သူတွေနဲ့ဈေးဆိုင်တန်းတွေအန္တရာယ်မဖြစ်အောင်စောင့်ရွက်ဖို့ပြောခဲ့တယ်လို့လည်းဆိုပါတယ်။ စစ်ကောင်းဆောင်ဟာကြောက်စဲမျိုးတွေကငလင်တန်ထိခဲ့တဲ့စစ်မင်းပြည်လက်မြေစစ်ရုံကိုလည်းရောက်ခဲ့ပြီးအရင်ကထက်ပိုကောင်းအောင်အ мян ဆုံးပြင်ဆင်ဆောင်ရွက်ကြဖို့နဲ့စစ်ရုံအ мян ဆုံးပြန်လည်ပတ်နိုင်ဖို့ကိုလည်းမှတ်ကြခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ကင်းပြည်နယ်ကောက်ရိုင်းမြို့နယ်ကျုံတိုးမြို့မှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီကဧပြီလ16ရက်နေ့မနက်ပိုင်းမှာလေကြောင်းပုံကျဲတိုက်ခိုက်နေပြီးဒေသခံတွေမြို့ပြန်မထွက်ရဲပဲပိတ်မိနေတယ်လို့သတင်းရရှိပါရယ်။ကျုံတိုးကောက်ရိုင်းကားလန်ဘေးတစ်လျှောက်မှာရှိတဲ့ကန်းနီရွာကော့ဝါလဲတာယာကုန်းနှချံကုန်း၄တိုင်း၅တိုင်း၉တိုင်းရေပူးရင်ကွဲတောင်ကောက်မှုစားတဲ့ကျေးရွာတွေနဲ့အနီးတဝိုက်ကိုစစ်ကောင်စီကဧပြီလ15ရက်နေ့မနက်ပိုင်းကစတင်ပြီး ။ဒေချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်နေကဧပြီလ16ရက်နေ့မနက်မှာလဲဆက်လက်တိုက်ခိုက်နေတယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်။လေရင်နဲ့လာကျင်းနေတော့မဲတမနယ်လုံးမဲတိုက်ပွဲကမဖြစ်တော့ဘဲနဲ့လေချောင်းကျဲတာမရက်ဘူးဖြစ်နေတယ်။ရှောင်းလို့လည်းမရဘူးပိတ်မိနေတယ်ထွက်ပေါက်မရှိဘူးလို့ကျုံတို့ဒေသခံအမျိုးသမီးတို့ကဧပြီလ16ရက်နေ့မနက်ပိုင်းမှာပြောပါရယ်။ ဧပြီလ16ရက်နေ့မနက်ပိုင်းလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခံရမှုနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေအတွင်မှာနှစ်ချံကုန်းရွာကစစ်ပေးဆောင်မှုကားနဲ့ထွက်ခွာလာတဲ့ကားတစီးထိမှန်ပြီးတော့ကားပေါ်ပါလာသူ10ဦးထပ်မနေထိခိုက်သေးဆုံးတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ဒီသတင်းနဲ့ပတ်သက်လို့တော့မင်းစီမအနေနဲ့အသေးစိတ်အတည်ပြုနိုင်မှုကြိုးပမ်းနေဆဲဖြစ်ပါတယ်။ဧပြီလ15ရက်နေ့ကစစ်ကောင်စီရဲ့လေးချောင်းဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ကန်းနီရွာကဒေသခံ6ဦးသေဆုံးပြီးတော့ကိုရင်ဦးစင်းတွေအပါအဝင်18ဦးထဏ်ရာရကား တမရိုင်ဖုန်ကြီးကြောင့်ကန်းနေဖုန်ကြီးကြောင့်လည်းနေအဆောင်များစွာထိခိုက်ပျက်စီးခဲ့ရပါတယ် ARR တိုင်းမူပင်မြို့နယ်မှာကြကြံရေးစော့ကစားရာနေရေပတ်ခံရပြီးဆိုင်ကယ်တိမ်မောက်လို့ကိုဝန်ဆောင်အမျိုးသမီးတေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုဧပြီလ16ရက်နေ့တကြံအကျက်နေကဖြစ်ပွားခဲ့ပါတယ်မူပင်မြို့နယ်ရွှေတောင်မော်ရွာမှာဧပြီလ15ရက်နေ့မနက်9:00ဝန်းကျင်ကအဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ ဆိုင်ကယ်စီးနှင်းလာတဲ့ကိုဝန်ဆောင်အမျိုးသမီးကိုလမ်းပေါ်မှာရေကစားနေသူတွေကရေပတ်ရာကနေဆိုင်ကယ်တိတ်မှောက်ခဲ့တာလို့ဒေသခံတွေကဆိုပါတယ်။ရေပတ်နေတဲ့ကလေးတွေကမျက်နှာကိုပတ်မိရာကနေဟန်ချက်ပြက်ဆိုင်ကယ်တိတ်မှောက်ရင်းတစ်ဖက်လမ်းကျောကလာတဲ့ကားနဲ့တိုက်ပြီးလို့တေဆုံသွားခဲ့ရတာဖြစ်ပါတယ်။တေဆုံးသူအမျိုးသမီးဟာအသက်20ကျော်အရွယ်ရှိပြီး ကိုဝန်နှလားရှိနေတဲ့ကိုဝန်တဲ့တူဖြစ်ပါတယ်။ ရေပတ်သူတွေကိုအမှုဖုံးမဖွင့်တဲ့ပတ်သက်လို့တော့ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့မိသားစုနဲ့နှိစက်သူတွေကပြောထားပါတယ်။အဲ့လိုရေပတ်ခံရတာကြောင့်ဆိုင်ကယ်တိမ်မောက်ကလူသေးဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးလူမှုကွန်ရက်သုံးဆွဲသူတွေက ဝန်ထဲကြောင်ရေးသားနေကြသလိုစီးကမ်းမဲ့ရေကစားမှုအပေါ်မှာလည်းဝေဖန်မှုတွေလည်းရှိနေတာပါ။ဆိုင်ကတိတ်မှောက်ပြီးတေဆုံးခဲ့တဲ့အမျိုးသမီးရဲ့နာယီကိုတော့ဒီကနေ့ညနေ3:00မှာပြုတ်လုသွားမှာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ောက်ဆုံးရပြည်ရင်းသတင်းတွေကိုနားဆင်ခဲ့ကြရတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုထုတ်လွှင့်သွားမှာပါရှင်အခုဧပြီလဇန်ကလေးကပါကစ္စတန်ကအတင်းကျပ်ပြန်ခိုင်းလို့ပြန်သွားရတဲ့အာဖဂန်လူမျိုး6000နီးပါးရှိပြီလို့နိုင်ငံတကာရွှေ့ပြောင်းဝင်ရောက်သူများအဖွဲ့ IOM ကအင်္ဂါနေ့မှာပြောပါရတယ်။ အာဖဂန်ကရွှေပြောင်းဝင်ရောက်လာသူတွေကို ပြန်ပို့တဲ့ဆောင်ရွက်မှုကိုအစ္စလာမဘက်ကအရှိန်မြင့်ပြုလုပ်လာပြီးနောက်ပိုင်းအခုလိုများပြားလာတာဖြစ်ပါတယ်ပါကစ္စတန်အာဏာပိုင်တွေကထုတ်ပေးထားတဲ့အာဖဂန်နိုင်ငံသားကက် ACC ကိုင်ဆောင်ထားသူ၈သိန်းခန့်ပြန်ရမယ့်နောက်ဆုံးရက်ကိုဧပြီလဇန်လို့ပါကစ္စတန်ကအရင်လမှသတ်မှတ်ခဲ့ပါဗါဒါဟာအာဖဂန်လူမျိုးများဖယ်ရှားရေးဒုတိယအဆင့်ကြိုးပမ်းမှုဖြစ်ပါတယ် အတင်းအကျပ်ပြန်ပို့တာတွေကို IOM ကမှတ်တမ်းတင်ထားချက်အရ2025ခုနှစ်ဧပြီလ1ရက်နေ့ကနေ23ရက်အတွင်းတဟုန်ထိုးများပြားလာတယ်လို့ဆိုပါတယ်။6တောင်းကဟာအာဖဂန်နိုင်ငံကို Top Khan နဲ့ Spring Boat နဲ့ဇက်ဖြတ်ကျော်စခန်းတွေကဖြတ်ကျော်ပြန်သွားကြတယ်လို့ကုလအေဂျင်စီရဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ မိသားစုတွေဟာအထုပ်အပိုးတွေတိုးလို့တွဲလောင်းတဲ့မြောက်ဖက်နယ်စပ်ခိတ်တော်ခမ်းနဲ့တောင်ဖက်စပင်းဘိုးဒတ်မှာလူစုလူဝေးကြီးဖြစ်နေတာဟာ2023ခုနှစ်3ကလည်းပါကစ္စတန်ကချင်းချောက်ပြန်ပို့လို့တောင်းပေါင်းများစွာပြန်ခဲ့ရတာကိုပြန်ပြောင်းအမှတ်ရစေပါတယ်အခုလေလူတွေအများကြီးပြန်ရတာပါကစ္စတန်မှာထပ်ဖြစ်နေပြန်ပါပြီ မြေပြင်မှာလိုအပ်ချက်တွေကအလင်းအမြန်မြင့်တက်နေပါတယ်ဒီလောက်များတဲ့သူတွေကိုလက်ခံဖို့နေဆက်မှာရောပြန်နေတဲ့နေရာတွေမှာရောအတော်လေးရုန်းကန်နေရပါတယ်လို့ Iwan Afghan အကြီးကဲမီဟိုင်းယွန်းပတ်ကပြောပါတယ်ပါကစ္စတန်မှာနေထိုင်တဲ့အာဖဂန်လူမျိုး၃တန်းခန့်ရှိပြီးအတော်များများကဆယ်စုနှစ်ပေါင်းများစွာနေထိုင်ခဲ့ကြတာလို့ကုလအဖွဲ့ကပြောပါတယ်။အစဉ်ဆက်ပြည်ပခါတွေမှာထွက်ပြေးခဲ့ရသူတွေဖြစ်ပြီး၂၀၂၁ခုနှစ်တာလီဘန်တွေအာဏာပြန်ရလာတော့ပြေးခဲ့ကြရသူတွေလည်းပါဝင်ပါတယ်။ အာဖဂန်တစ်သမ3တန်းကျော်ကကုလဒုက္ခသည်အေဂျင်စီ UNHCR ကထုတ်ပေးထားတဲ့ဒုက္ခသည်မှတ်ပုံတင်အထောက်အထားတွေကိုကန်ဆောင်ထားကြပါဗျ။ဒီလူတွေကိုလည်းမြို့တော်အစ္စလမ်ဘတ်နဲ့အနီးကယာဝါပင်ဒီမြို့တွေကနေထွက်ခွာသွားဖို့ပြောထားပါဗျ။ဒီအာဖဂန်ဒုက္ခသည်တွေကိုဂုံတိုက်ခါရှိစွာအာဖဂန်နိုင်ငံကို ပြန်ခွင့်ပေးဖို့တာလီဘန်အာဏာပိုင်တွေကကြိမ်ဖန်များစွာတောင်းဆိုထားပါဗျ။ အာဖဂန်လူမျိုးတွေနယ်စပ်မှာလူစုလူဝေးနဲ့အမြောက်အများပြန်လာနေရချိန်မှာတာလီဘန်ဒုက္ခသည်နဲ့နေရရင်ပြန်ရေးဝင်ကြီးဌာနကအိနီချင်းနိုင်ငံတွေကသူတို့အာဖဂန်တွေကိုကြမ်းကြမ်းတန်းတန်းကင်တွယ်တာဟာလက်ခံနိုင်စရာလည်းမရှိတီးခံနိုင်ပွဲလည်းမရှိပါဘူးလို့ပြောထားပါဗျ။ အင်အားပြင်းငလေးလောက်ခတ်မှုအပြီးမှာညာရင်တုနှီးပညာ AI သုံးဗီဒီယိုဖိုင်တွေအများပြားပြန့်နှံ့လျက်ရှိနေပါတယ်။တရုတ်သားဖိုင်တွေဟာပြန့်နှံ့မှုများပြားနေပြီးယခုချိန်ထိမြေပြင်ကဖြစ်စဉ်တွေအဖြစ်ပြန်လည်မျှဝေမှုတွေရှိနေတာကြောင့် AI သုံးဗီဒီယိုဖိုင်တွေကိုစုစည်းဖော်ပြလိုက်ပါတယ်။ Social Media Platform တစ်ခုဖြစ်တဲ့ YouTube မှာ Thai Myanmar Channel တစ်ခုကနေ April 9ရက်နေ့မှာ Episode 319 May Myanmar Go Through the Flow လို့ရေးထားတဲ့ရုပ်သားဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။ ရုပ်သက်ဖိုင်ထဲမှာမြန်မာငလင်ကြောင့်လူပေါင်း18တန်းထိခိုက်မှုရှိခဲ့လို့အင်္ဂလိပ်လိုရေးသားထားပြီး15စက္ကန့်ကြာတဲ့ဒီဗီဒီယိုကိုဖြန့်ဝေထားပါတယ်ဒီ user file ထဲမှာဆိုရင်တော့ပုံငါးပုံပါဝင်ပါတယ်ဒီလိုလားတူ file တွေကိုပဲ YouTube နဲ့ TikTok မှာဖြန့်ဝေမှုများစွာကိုတွေ့ရပါတယ်ပထမဆုံးဒီ file တွေက AI နဲ့ပြုလုပ်ထားကြောင်းမူမမှန်တဲ့တဘာဝမကျတဲ့အချက်လက်တွေကိုကြည့်ရအောင်ပါတိုက်ကြီးတွေကြားထဲမှာလမ်းမကြီးခြိုက်ဝင်နေတဲ့ပုံကိုမလ29ရက်နေ့မှာခရေက TikTok မှာ user file ပြန်ထည့်နေရကိုတွေ့ရပါတယ် ဒီ file ကိုကြည့်ရင် AI နဲ့ပြုလုပ်ထားကြောင်းသိတာစီတဲ့မူမမှန်တဲ့အချက်တွေအဖြစ်အနောက်ကမီးလောင်တဲ့နေရာမှာမီးခိုးတွေထွက်နေတာကိုတွေ့ရပြီးရုပ်သံ file တွေကလူတွေကမြေပြင်မှာလှုပ်ရှားမှုရှိပဲအေးအေးဆေးဆေးရှိနေပြီးညိတ်တက်နေကြကိုတွေ့ရပါတယ်။ AFP ဖိလစ်ပိုင်ကနေလည်းဒီရုပ်သံဟာ AI နဲ့ဖန်တီးထားတဲ့ရုပ်သံ file ဖြစ်ကြောင်းအချက်လက်ဖော်ထုတ်ထားပါတယ်။ဒီရုပ်သံထဲမှာပဲပါဝင်တဲ့ဒုတိယပုံမှာဆိုရင်အထက်မြင့်တိုက်တွေပြိုကျနေပြီးမြေပြင်မှာလည်းအပေါက်ဖြစ်နေတဲ့ပုံမှာ ဒီပုံကိုကြည့်ရင်ပြိုချနေတဲ့တိုက်၄၅လုံးကလွင်ရင်ဂျန်တဲ့တိုက်တွေကအကောင်းတိုက်ရှိနေပြီးရိုင်းနေခြင်းမရှိတာကိုတွေ့ရပါတယ်တတိယတပုံကဆိုရင်လည်းမူမှန်တဲ့အရာတွေဖြစ်လုံးဝကိုပြုတ်ပြတ်သွားတဲ့တိုက်တစ်ခုပဲပျက်စီးနေပြီးအခြားတိုက်ကြီးတွေမပျက်စီးတာအဲ့ဒါအပြင်မပျက်စီးရတိုက်အောက်တွေမှာပါအမှိုက်ပုံတွေလိုဖြစ်နေတာကိုတွေ့ရပါတယ်ငလင်းလုံးလို့တိုက်ပြတဲ့ပုံထက်လက်နက်ကြီးတန်ခံရတဲ့စစ်မြေပြင်နဲ့ပိုလို့တောင်ဆင်တူပါတယ် နောက်ထပ်တရားကြိုးကြနေတဲ့ရုပ်သံဖိုင်မှာဆိုရင်လဲကြိုးကြနေတဲ့တရားတစ်ခုပဲပျက်စီးနေပြီးတရားပေါ်ကဓမီတိုင်တွေအကောင်းလိုက်ရှိနေတာလူစုလူဝေးတွေနဲ့ဖြစ်နေပေမဲ့လမ်းတိုင်းလာနေတဲ့ကားတွေကရပ်မသွားပဲဆက်ပြီးလာနေတာကိုတွေ့ရပါတယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့လမ်းကြက်ကဈေးဆိုင်တွေကြာပြိုကျပျက်စီးနေတဲ့ဖိုင်ကိုတော့ AI နဲ့ပြုလုပ်ထားကြအောင်ရေးစာပါဝင်တဲ့ဖိုင်ကိုတွေ့ရပါတယ်။ဖိုင်ရဲ့ညာဘက်အောက်တော့မှာ runway ဆိုတဲ့စာသားပါဝင်တာပါဒီ website ကိုရှာဖွေခဲ့ပြီးဒါဟာ AI နဲ့ video file တွေကိုဖန်တီးရတဲ့ website တစ်ခုကိုတွေ့ရပါတယ်ဒါအပြင်ဒီ file တွေကို AI နဲ့ပြုလုပ်ထားကြအောင်တည်တာစီတဲ့အချက်က မြေပြင်မှာရုတ်တဖိုင်ပါအတိုင်းပျက်စီးထိခိုက်မှုတွေမရှိတာပါငလီနန်ကိုအပြင်းထန်ဆုံးခံရတဲ့မန္တလေးနဲ့စကိုင်းမြို့ကြီးတွေရဲ့ပျက်စီးထိခိုက်မှုသတင်းတွေအပြင်ငလီနန်ခံရတဲ့ဆိုရှယ်မီဒီယာအသုံးပြုသူတွေဖြန့်ဝေတဲ့ထိခိုက်ပျက်စီးမှုရုတ်တဖိုင်တွေထဲမှာယခုရုတ်တဖိုင်ထဲမှာပါတယ်လို့ ပျက်စီးမှုတွေနဲ့မတူညီတာကိုတွေ့ရပါတယ်။ April 3ရက်နေ့မှာတော့ Sky Network News SNN ဆိုတဲ့ Facebook page ကတော်တော်ဆိုးဆိုးပဲဗျာတရားကြိုးချိန်ဖျက်မိတဲ့ကားရီကတော့မတွေ့ရဲစရာဗျာဆိုတဲ့စာသားရေးသားကရုပ်သားဖိုင်တစ်ခုကိုဖျက်ဝေထားပါတယ်။ဒါကိုကြည့်ရှိသူ3000ကျော်နဲ့ကြိုင်းနှစ်သက်သူ2000ကျော်ရှိနေပါတယ်။ဒီဖိုင်ဟာအပေါ်ကဖော်ပြခဲ့တဲ့သတားချိုးချတဲ့ရုပ်သက်ဖိုင်နဲ့တူညီနေပြီးဖိုင်ရဲ့ညာဘက်အောက်တောင်မှာ runway ဆိုတဲ့ AI နည်းပညာသုံးထားကြောင်းဖော်ပြထားတဲ့ရေးစာပါဝင်ပါတယ်။ နောက်ထပ်ဖြန့်ဝေမှုအနေနဲ့ Razer Go အမည်နဲ့ TikTok account တစ်ခုကနေ Mat 32ရက်မှာဖြန့်ဝေခဲ့တဲ့မြန်မာငလင်ရောက်ဆိုပြီးဖြန့်ဝေထားတဲ့သတားချိုးကြတဲ့ရုပ်သံဖိုင်ပါဒီဥဒ္ဒဖိုင်မှာတော့အပေါ်ဘက်ညာဘက်ထောင်မှာ Pivots AI ဆိုတဲ့ရေးစာပါဝင်ပါတယ်။ဒါဟာလည်း AI နဲ့ရုပ်သံဖိုင်တွေဖန်တီးတဲ့ website တစ်ခုပဲဖြစ်ပါတယ်။ဒါရီဟာအင်အားပြင်းငလင်လောက်ခတ်မှုအပြီးမှာထွက်ပေါ်လာတဲ့ AI နဲ့ဖန်တီးထားတဲ့ရုပ်သံဖိုင်တွေပါ။ဒါရီကိုလူမှုကွန်ရက်မှာဖြန့်ဝေကြပြီးမြေပြင်ကတကယ်ဖြစ်စဉ်တွေအဖြစ်ပြန်လည်မျှဝေနေကြတာကိုတွေ့ရပါတယ်။ AI နဲ့ဖန်တီးထားတဲ့ရုပ်သက်ဖိုင်နဲ့ပုံတွေဟာအများသောအားဖြင့်ဘယ် AI မျိုးစားနဲ့ဖန်တီးထားတာဖြစ်ကြောင်းရေးစာတွေပါဝင်ပါတယ်။ဒီလိုရေးစာပါဝင်တဲ့အပိုင်းကိုဖျက်ပြီးမြေပြင်ကတကယ်ဖြစ်စဉ်တွေဖြစ်ပြန်လဲဖော်ပြကြတာပါ။ဒီလိုနီးနဲ့သတင်းတူတွေပြန့်နှံ့နေပါတယ်။ဒီလိုပြုပြင်ပြီးဖြန့်ဝေထားပေမဲ့ရုပ်သက်ဖိုင်တွေပုံတွေကိုတိကျစစ်စစ်လိုက်မယ်ဆိုရင်မူမမှန်နဲ့ပုံမှန်မဟုတ်တဲ့အခြေအနေတွေရှိနေတာကိုသတိထားမိနိုင်ပါတယ်။အထက်မှာဖော်ပြခဲ့သလိုပဲမြေပြင်မှာရှိနေတဲ့တိုက်တာအဆောက်အဦတွေမတူညီတာ လမ်းလျှောက်နေတဲ့လူတွေပါဝင်နေပြီးခြေလမ်းတွေပုံမှန်မဟုတ်တာလူနှစ်ဦးကနေတဦးဖြစ်သွားတာတဦးကနေနှစ်ဦးဖြစ်သွားတာစသဖြင့်တတိထားနိုင်မဲ့အချက်လက်တွေရှိနေတာကိုကြည့်ရှုလို့ရပါတယ်ဆက်လက်ပြီးတော့နေဆက်ရီယာ ဆက်လက်ပြီးတော့ထိုင်းမြန်မာနယ်စပ်လုံခြုံရေးအကဲဖြတ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေထိုင်းနိုင်ငံကအမျိုးသားလုံခြုံရေးနယ်စပ်ရေးရာအမျိုးသားမဟာဗျူဟာနဲ့အမျိုးသားပြန်လည်ပြုပြင်ရေးဆိုင်ရာအောက်လွှတ်တော်ကော်မတီရဲ့တဘာပတိလည်းဖြစ်သူပြည်သူ့ပါတီရဲ့လက်ထောက်အကြီးအကဲမစ္စတာရန်စီမန်ရုံးကိုမြစည်းမတရင်ကစီမံခန့်ခွဲမှုအက်ဒီတာဦးစိန်ဝင်းကဆက်သွယ်မေးမြန်းထားတဲ့အစီအစဉ်ပထမပိုင်းကိုထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင် ခမည်းတော်စီမှာပြည်တွင်းစစ်ကကြာရှည်နေပြီမြန်မာကပြည်သူတော်တော်များများထိုင်းစီလာရောက်ကြတယ်အခုဆိုရင်မြန်မာကနေထိုင်းစီရောက်နေသူပေါင်းဟာ9တန်းလောက်ရှိနိုင်တယ်တော်တော်များများဟာထိုင်းမှာတရားမဝင်နေထိုင်နေကြတာပါသူတို့ထဲတချို့ဟာထိုင်းမှာတရားဝင်နေထိုင်နေပြီးစစ်စင်ရဲရဲနေနေရတယ်မြန်မာမှာဖြစ်ပျက်နေတာတွေတော်တော်များများကိုကျွန်တော်တို့သိပါတယ်ဒီကြက်တဲကြားမှာတရုတ်လူမိုက်ဂိုင်းတွေအတွက်တော့အခွင့်တာနေပြီးနေဆက်မှာစီးပွားရေးပုံစံအွန်လိုင်းလေလံမှုတွေအခြေစိုက်ထားကြတယ်ဒီဂိုင်းတွေဟာ တို့ရဲ့ online လေလံမှုလောကကိုဖန်တီးကျင်နေကြတာပဲဟီယဝီဟက်အစပက်ရှယ်ဂတ်မစ္စတာရွန်ဟာထိုင်းနိုင်ငံကပြည်သူ့ပါတီရဲ့လက်ထောက်အကြီးအကဲတစ်ယောက်ဖြစ်ပြီးအမျိုးသားလုံခြုံရေးနယ်စပ်ရေးရအမျိုးသားမဟာဗျူဟာနဲ့အမျိုးသားပြည်လည်ပြုပြင်ရေးဆိုင်ရာ အောက်လွတ်တော်ကော်မတီရဲ့တဘာပတိလည်းဖြစ်ပါတယ်။မြစည်းများကမကြာသေးခင်ကသူနဲ့ထိုင်းမြန်မာနယ်စပ်ရေးရာနဲ့ပတ်သက်ပြီးဆွေးနွေးပြောဆိုခဲ့ပါတယ်။ Swarik Cup အာ Swarik Cup ထိုင်းနိုင်ငံဟာမြန်မာနဲ့နယ်စပ်လုံခြုံရေးစိန်ခေါ်မှုတွေရင်ဆိုင်နေရပါတယ်။ဒီပြဿနာတွေကိုကင်တွယ်ဖြေရှင်းရေးမှာဘာတွေကဦးစားပေးဖြစ်ပါမလဲ။ in tackling of uh, those issues so မင်းတော်ဟုတ်ကဲ့ပါမြန်မာနိုင်ငံကအခြေအနေဟာရှုပ်ထွေးတာကိုကျွန်တော်တို့အသိပါခင်ဗျားတို့စီမပြည်တွင်းစစ်ကကြာရှည်နေပြီမြန်မာကပြည်သူတော်တော်များများထိုင်းစီလာရောက်ကြတယ်အခုဆိုရင်မြန်မာကနေထိုင်းစီရောက်နေသူပေါင်းဟာ9တန်းလောက်ရှိနေတယ်တော်တော်များများဟာထိုင်းမှာတရားမဝင်နေထိုင်နေကြတာပါတို့တို့ထဲတချို့ဟာထိုင်းမှာတရားဝင်နေထိုင်နေပြီးစစ်စင်ရဲရဲနေနေရတယ် မြန်မာမှာဖြစ်ပျက်နေတာတွေတော်တော်များများကိုကျွန်တော်တို့သိပါတယ်ဒီကြက်တဲကြမှာတရုတ်လူမိုက်ဂိုင်းတွေအတွက်တော့အခွင့်တာနေပြီးနေဆက်မှာစီးပွားရေးပုံစံအွန်လိုင်းလေလံမှုတွေအခြေစိုက်ထားကြတယ်ဒီဂိုင်းတွေဟာသူတို့ရဲ့အွန်လိုင်းလေလံမှုလောကကိုဖန်တီးကျင်နေကြတာပဲသူတို့ဟာထိုင်းစီကလျှက်စင်ပြီးထိုင်းစီကအင်တာနက်ကိုတုံးဆွဲနေကြတာပဲ ဒါဟာအစပဲရှိနေတာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ဒီလုပ်ငန်းတွေကြားမှာတစ်ချိန်တည်းမှာပဲလူမောင်ခိုကုန်ကူးမှုတွေနဲ့ထိုင်းမြန်မာနယ်စပ်မှာဆယ်စုနှစ်တွေချီမူဝေဆေးဝါးမောင်ခိုကူးမှုတွေကိုသူတို့ကလှုပ်ဆောင်နေကြတာပဲဒါကြောင့်ပြောရမယ်ဆိုကျွန်တော်တို့တွေမှာပြဿနာတွေအများကြီးရှိတယ်ဒါပေမဲ့ထိုင်းနိုင်ငံအနေနဲ့ဒါနဲ့ပတ်သက်ပြီးလုတ်ကင်နိုင်တာကတော့မြန်မာကလူတွေကိုကျွန်တော်တို့ထောက်ပံ့ကူညီပေးဖို့လိုတာပဲလို့ကျွန်တော်တို့ထင်တယ်ကျွန်တော်တို့အတွက်ဒီမိုကရေစီလမ်းကြောင်းတည့်ရလိုအပ်တာဖြစ်တယ် မြန်မာနိုင်ငံသားတည်တည်ငြိမ်ငြိမ်တဲ့ဒီမိုကရေစီရှိနေမယ်ဆိုတော်တော်များများကိုကျွန်တော်တို့ဖြည့်ရှင်းနိုင်မှာဖြစ်တယ်။အခုအခြေအနေဘာကြောင့်ဖြစ်လာတာလဲ။ဒီကိုင်းနေရဲ့တရားမဝင်လှုပ်ရှားမှုတွေဘာကြောင့်များလာသလဲ။ဒါကိုတယောက်အားနဲ့တော့ဖြည့်ရှင်းနိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒါရီဟာမြမမီပေါ်မှာရှိနေတာကြောင့်ပဲ။ဒါကြောင့်ထိုင်းဘက်ကအလွယ်တကူဒီပြဿနာကိုဖြည့်ရှင်းနိုင်မှာမဟုတ်ဘူး။ So yes we have a lot of အတူတူလက်တွဲလုတ်ကင်ဖို့ကျွန်တော်တို့မိတ်ဆွေကောင်းလိုအပ်တယ်ရေတူအတွက်ဒီပြဿနာကိုကျွန်တော်တို့ဖြေရှင်းခြင်းနဲ့ဆိုရင် ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ဒီနယ်မြေမှာအာဏာအမှန်ရှိထားသူတွေနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်။ဒါပေမဲ့ရေရှည်အတွက်ဆိုရင်တော့မြန်မာနိုင်ငံဟာဒီမိုကရေစီနိုင်ငံဖြစ်နေမှာပဲဖြစ်ပါလိမ့်မယ်။ Uh I think we all do agree ။ဒါပေမဲ့အဓိကပုံကအဖွဲ့အစည်းတွေအများအပြားရှိနေတဲ့နိုင်ငံဟာဘယ်လိုလုပ်ပြီးဒီမိုကရေစီနိုင်ငံဆိုပြီးဖြစ်လာနိုင်မှာလဲ။ so thailand can do many way ထိုင်းနိုင်ငံဟာလူတိုင်းပြောနိုင်စုံနိုင်ခွင့်ကိုခွင့်ပြုပေးထားတဲ့ baking စိတ်ချရတဲ့နေရာဖြစ်နိုင်တယ်မြန်မာအနာဂတ်ကိုမြန်မာပြည်သူတွေပဲဆုံးဖြတ်လိမ့်မယ်လို့ကျွန်တော်အမှန်ပဲယုံကြည်တယ်ဘာကြောင့်လဲဆိုတော့မြန်မာပြည်သူတွေဟာဒီမိုကရေစီလိုလားလို့ပဲဒါကြောင့်ပြည်သူတွေပဲဆုံးဖြတ်ရမယ်ဖက်ဒရယ်နိုင်ငံဖြစ်လာနိုင်မယ်ထိုင်းလိုနိုင်ငံမျိုးဖြစ်လာနိုင်မယ်ခမရတို့မှာနေလန်းနေအများကြီးရှိနိုင်ပါတယ်ဒါပေမဲ့ပြောဆိုဖို့မျှဝေဖို့ဆွေးနွေးဖို့နဲ့ဆုံးဖြတ်ချက်ချဖို့ baking နဲ့နေရာတော့လိုပါမယ် ထိုင်းဟာဒီအတွက်ရှိပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ထိုင်းဟာမြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံအဖြစ်စီပြန်ဦးလှည့်ဖို့ထောက်ပံ့ကူညီပေးရမှာပံ့ပိုးပေးသူဖြစ်နိုင်ပါတယ်။ There are several million Burmese people မြန်မာပဋိပက္ခအဆုံးသတ်ဖို့လိုတယ်ဆိုတာကိုကျွန်တော်တို့အားလုံးသဘောတူမယ်လို့ကျွန်တော်ထင်ပါတယ်။ဒီအတွက်မြန်မာနိုင်ငံကပဋိပက္ခအဆုံးသတ်ရေးမှာကူညီဖို့ထိုင်းနိုင်ငံရဲ့ဦးစားပေးကဘာဖြစ်ပါမလဲ။ so you know they now ထိုင်းနိုင်ငံအနေနဲ့တော့နီလန်းတွေအများကြီးလှုပ်နိုင်တယ်ပထမကျွန်တော်တို့ထိုင်းမှာမြန်မာကလူတွေအများကြီးရှိတယ်ထိုင်းလှုပ်နိုင်မဲ့ကျွန်တော်ထင်တဲ့ပထမဆုံးအရာကတော့အ ਨੇ ဆုံးတော့လူတိုင်းပုံရှုကွယ်ရှုနေစရာမလိုအောင်လှုပ်နိုင်မှာဖြစ်တယ်ဒီအတွက်ပထမဆုံးကကျွန်တော်တို့တွေမှတ်ပုံတင်စရင်ကောက်ရမယ်ထိုင်းမှာနေတဲ့လူတိုင်းကိုသူတို့တွေဘယ်သူတွေဖြစ်တယ်ဆိုတာကျွန်တော်တို့သိထားရမယ်အဲဒီနောက်ထိုင်းမှာသူတို့ရဲ့တမွေးဝမ်းကြောင်းအလောက်အကင်ကြောင်းပြောရမယ် ဘလို့နေထိုင်ရက်တည်တယ်လဲဆိုတာပေါ့ဒါတွေကျွန်တော်တို့သိတဲ့အခါကျမ်းမာရေးစောင့်ရှောက်မှုတွေနဲ့အဆအဆအရာရာကိုကျွန်တော်တို့စီမံခန့်ခွဲပေးနိုင်မယ်ဒါဟာကျွန်တော်တို့လုပ်နိုင်တာတစ်ခုပဲဒုတိယကတော့မြန်မာမာလူသားချင်းစာနာထောက်ထားရေးအကူအညီတွေကျွန်တော်တို့ပေးနိုင်တယ်မြန်မာမာပြည်တွင်းစစ်ဘေးရှောင်ရှိနေတယ်မဟုတ်လားတသန်းကျော်မကဟာဒုက္ခတဲ့စကန်တွေမှာနေနေရတယ်သူတို့ရဲ့ဘဝဟာအတော်လေးဒုက္ခရောက်နေကြတာဖြစ်တယ်ထိုင်းဟာနိုင်ငံတော်တော်များများနဲ့ဆက်ဆံနိုင်တယ်လို့ကျွန်တော်ထင်တယ် อืมခုချိန်မှာတော့အမေရိကန်ဟာမူဝါဒတွေပြောင်းနေတယ်အရင်လိုမဟုတ်တော့ဘူးဒါပေမဲ့ကျွန်တော်တို့ဟာအမေရိကန်တူးတဲ့ပေါ်ပဲမိခိုးနေတာမဟုတ်ဘူးခမားလည်းတည်ပဲကဘာနိုင်ငံတော်တော်များများဟာဆန္ဒနားလေတတ်ပါတယ်ကဘာမှာလူတွေရဲ့ဘဝတွေကိုဂိူးဆိုင်သူတွေအများကြီးရှိတယ်ဒါကြောင့်မို့ထိုင်းဟာဂျားဝင်ချိတ်ဆက်ပေးသူအဖြစ်လဲဆောင်ရွက်ပေးနိုင်ပါတယ်ခမားသိပါတယ်မြန်မာကဒုက္ခသည်တွေကိုကူညီထောက်ပံ့ဖို့နိုင်ငံတကာအတိုက်အဝန်းနဲ့ကျွန်တော်တို့ဆက်သွယ်နိုင်နေဆိုတော့ကိုပါပြီးတော့ဒါဟာလဲကျွန်တော်တို့လုံနိုင်ကြိုင်နိုင်တာတွေကတခုပါပဲ နောက်တစ်ခုကျွန်တော်တွေးနေမိတာကတော့ကောင်းကောင်းမွန်မွန်နေနိုင်ရေးပါခမရတို့အနေနဲ့အစားအစာပဲလိုအပ်တာမဟုတ်ပဲအင်တာနက်လိုဆက်သွယ်ရေးတွေကိုလည်းလိုအပ်တယ်။ဘာကြောင့်လဲဆိုတော့စစ်ပွဲပယ်ချိန်ပြီးမလဲကိုခမရတို့မသိနိုင်ဘူး။ဒါပေမဲ့အနည်းဆုံးတော့ကလေးငယ်တွေအနေနဲ့တခုခုတော့သင်ကြားသင်ယူရမှာဖြစ်တယ်မဟုတ်ဘူးလား။ကလေးငယ်တွေအနေနဲ့ပညာသင်ကြားခွင့်ရရမှာဖြစ်တယ်အကြောက်တရားမှနေနေရတာမျိုးမဖြစ်စေရဘူး။ဒါကြောင့်အင်တာနက်ဟာအရေးကြီးတာပဲ။ပြီးတော့အလိမ်ညာတွေပေါ့ဒါကြောင့် အဲ့ဒီရိုက်စားလို့လိမ့်လေကြသူတွေရဲ့တည်နေရာကိုကျွန်တော်တို့သိကြတာပဲမို့ဖြည့်ရှင်းဤကိုရှာတွေ့နိုင်မှာပါဒါကိုရပ်တန့်နိုင်မှာပါဒါပေမဲ့တစ်ချိန်တည်းမှာကျွန်တော်တို့အနေနဲ့မြန်မာဘက်မှာမိတ်ဆွေကောင်ရှိရပါလိမ့်မယ်ငွေကြေးခွာချမှုတိုက်ဖျက်ရေးအကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့တာတိုက်ဖျက်ရေးစတာတွေမှာစွန့်နိုင်တဲ့လူမျိုးပေါ့ဒီလိုလူမျိုးကိုကျွန်တော်တို့ကစေလို့ရင်အလိညာဂိုင်းတွေကိုဖြည့်ရှင်းရမှာမတုံးရင်တော့လူသားချင်းစာနာထောက်ထားရေးကိစ္စရက်တွေမှာအတုံးချလိမ့်မယ်ဒါဆိုလဲကောင်းတာပါပဲဒါကြောင့်ခမရအသိပါပဲ ထိုင်းနိုင်ငံဟာဒီအတွက်ဖြည့်ရှင်းနေတဲ့လုံထုံးလုံနေတွေပေးနိုင်ပါတယ်။ပြီးတော့ကျွန်တော်တို့ဘေးကင်းတဲ့နေရာလိုအပ်တယ်လို့လည်းကျွန်တော်ထင်တယ်။ခမားမှာပြည်တွင်းတွေရဲ့စွန့်ခွာသူစခန်းတစ်ခုရှိရင်ဒါဟာလူတွေအတွက်ဘေးကင်းတဲ့နေရာဖြစ်ရပါမယ်။ဒါပေမဲ့အခုတော့လေကြောင်းတိုက်ခိုက်မှုတွေခံနေရတော့မယ်။ဒါဟာအဆင်မပြေဘူး။ဒါကြောင့်ထိုင်းနိုင်ငံအနေနဲ့ဖြည့်ရှင်းနေရှာဖို့လိုတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့အနေနဲ့မြန်မာကဆေးအာဏာသိမ်းခေါင်းဆောင်တွေနဲ့ပြောတဲ့ဆိုတဲ့ရင်ပြောရဆိုရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့အားလုံးကအလေးထားရမယ့်ဘေးကင်းတဲ့နေရာကျွန်တော်တို့လိုအပ်တယ်ဆိုတာခင်ဗျားသိပဲ။ထိုင်းကဒါကိုဖြည့်ဆည်းပေးနိုင်တယ်လို့ကျွန်တော်ထင်တယ်။ရေရှည်ကာလမှာအခုအခြေအနေတွေပါဝင်နေတဲ့အဓိကကြတဲ့ပုံကိုအဖွဲ့စည်းတွေတော်တော်များများရှိနေတယ်။နိုင်ငံတော်တော်များများရှိပါတယ်။တချို့နိုင်ငံတွေကပြည်သူတွေအာဏာပိုင်ဆိုးတာကိုထောက်ခံကြတယ်။ဒါပေမဲ့မလုံတဲ့နာနဲ့အစဉ်ပြေမဲ့အရာစတာတွေကိုဆွေးနွေးဖို့လူတိုင်းတစ်စပွဲဝိုင်းထဲမှာရှိရဖို့လဲလိုပါတယ်။ စီမင်းတစ်ခုကတော့မြမအနာဂတ်ကိုအားလုံးကလေးစားဖို့လိုပဲလို့ကျွန်တော်ထင်တယ်။နိုင်ငံအနာဂတ်ဆိုတာပြည်သူတွေပိုင်တဲ့အရာပဲ။ဒါမှပဲမြမပြဿနာတွေကိုကျွန်တော်တို့ဖြေရှင်းနိုင်မှာဖြစ်တယ်။ပြီးတော့ထိုင်းရဲ့အခန်းကဏ္ဍပေါ့။ထိုင်းမှာမြမပြည်သူတွေတန်းတဲ့ခြေရှိတယ်။ခိုးလုံဝင်ရောက်တာမျိုးလိုပုံစံမျိုးနဲ့ရောက်နေကြတာပဲ။ထိုင်းမှာမြမရွှေပြောင်းသူများအရေးနဲ့ပတ်သက်ပြီးတင်းမာမှုတွေရှိနေတာကိုလည်းကျွန်တော်သတိထားမိပါတယ်။အခြေအနေကိုဘယ်လိုတိုးတက်ကောင်းမွန်အောင်လုပ်နိုင်ပါမလဲ။ living so you know they ကျွန်တော်တို့ကမြန်မာကဒုက္ခသည်တွေအများအပြားကိုလက်ခံထားတာခင်ဗျားတို့သိပါသူတို့တွေမှာတချို့ကဗမာတွေကရင်တွေစတဲ့တိုင်းသားလူမျိုးတွေဖြစ်ကြတယ်အုပ်စုတွေလည်းတော်တော်များများရှိတယ်ခင်ဗျားကလူကြီးတန်း80ရှိကောင်းရှိနိုင်တဲ့နိုင်ငံအကြောင်းပြောနေတာပဲခင်ဗျားတို့နိုင်ငံလူကြီးရဲ့ဆရာခိုင်တို့ဟာထိုင်းမှာရောက်နေတာခင်ဗျားမြင်ပါပဲဒါဟာအပြောင်းလဲကြီးပဲပြီးတော့ထိုင်းဟာဒီအတွက်ပြင်ဆင်မထားမိဘူးမြန်မာကရွှေပြောင်းဝင်ရောက်သူအများအပြားလက်ခံဖို့ကျွန်တော်တို့အသင့်ဖြစ်မနေဘူးဒါပေမဲ့ မြန်မာနိုင်ငံကလာသူတော်တော်များများဟာစစ်ဖြစ်နေတဲ့သူတို့တိုင်းပြည်စီမပြောင်းနိုင်ကြဘူးဆိုတာကျွန်တော်တို့သိထားတယ်။ကျွန်တော်နိုင်ငံမှာလည်းစစ်ဖြစ်တယ်ဆိုကျွန်တော်လည်းအလားတူအတိုင်းလုံးမိမှာပဲလေ။ကျွန်တော်အမြင်တော့ဒါမျိုးအတွက်ကျွန်တော်တို့စီစဉ်ထားဖို့လိုတယ်ဆိုတာပဲ။သူ့သဘောသူ့ဆောင်ဖြစ်နေတာဖြစ်ဆိုတာမျိုးထားလို့မှမရပဲ။ဒါကြောင့်အသေးစိတ်ပြောရမယ်ဆိုရင်ပထမအနေနဲ့ကျွန်တော်တို့ဟာအဲ့ဒီလူတွေကိုမှတ်ပုံတင်ရမယ်။သူတို့မှာကလေးတွေပါလာတယ်ဆိုရင်ပညာသင်ပေးဖို့လုပ်ရမယ်။လူတိုင်းစေယုံတေယုံတော့လိုအပ်တာပဲ။ ခမရကတောင်းအောင်တင်းတင်းကြံ့ကြံ့ခံခံရှိတယ်ဆိုရင်တော့ဆေးရုံဆေးကန်နဲ့ကင်းလို့မှမရပဲ။ဒါကြောင့်ဆေးရုံအသင့်ရှိဖို့လိုတယ်။နောက်ပြီးတော့အလုတ်ကင်ပေါ့။သူတို့တွေအလုတ်မရှိ၊ကင်မရှိဆိုရင်ဒါဟာဘလို့ရက်တည်နေထိုင်မလဲတွေးရတော့မယ်။ဒါမျိုးကရာဇဝမှုတွေဖြစ်စေနိုင်တယ်ဆိုတာခမရသိတာပဲ။ဒါကြောင့်အလုတ်ကင်ဟာလည်းအတော်အရေးကြီးတယ်။ပြီးတော့ထိုင်းကကုမ္ပဏီတော်တော်များများကရွှေပြောင်းဝင်ရောက်သူတွေကိုအတော်လေးကြိုးစားကြတယ်လို့ကျွန်တော်ထင်တယ်။ဒါကိုပွင့်လင်းမြင်သာမှုရှိတာမျိုးကျွန်တော်တို့စီမံခန့်ခွဲကြရမယ်။ အလုတ်ကန်ရဖို့လွယ်ကူစေရမှာဖြစ်တဲ့ဖြစ်ပျက်နေတဲ့ပြဿနာတော်တော်များများကိုကျွန်တော်တို့ဖြေရှင်းနိုင်မယ်လို့ကျွန်တော်ထင်တယ်။ထိုင်းပြည်သူတွေအတွက်လည်းပိုပြီးကောင်းမွန်တယ်ဆိုတာမျိုးခံစားကြရမှာဖြစ်မယ်။ကျွန်တော်တို့စီကဥပဒေအရတချို့အလုတ်ကန်တွေဟာနိုင်ငံသားတွေကိုမခံဘူး။ဥပမာစပင်ညက်တာမျိုးဆိုနိုင်ငံသားတွေလုပ်ခွင့်မရှိဘူး။ဒါပေမဲ့မလုပ်ရလဲအကြောင်းမရှိပါဘူး။တခြားအလုတ်တွေရနိုင်တာပဲမဟုတ်လား။ကျွန်တော်တို့ကတခြားအလုတ်ကန်တွေပေးနိုင်ပါတယ်။စက်မှုကုမ္ပဏီတွေမှာအလုတ်ပေးတာမျိုးပေါ့။ဒီကုမ္ပဏီတွေကလည်းလုံသားအင်အားလိုအပ်နေတာပဲ။ ဒါဆိုပွင့်လင်းမြင်သာမှုရှိရှိနေဆို တော်တော်များများပြဿနာတွေကျွန်တော်တို့ဖြေရှင်းနိုင်မယ်လို့ကျွန်တော်ထင်တယ်။ပြီးတော့ထိုင်းရောက်မြန်မာတွေလည်းကောင်းကောင်းမွန်မွန်နေကြရမယ်လို့ကျွန်တော်ယူဆတယ်။ ရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မာတွေစက်တွယ်မင်းမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချမ်းပြချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကို108 FM Facebook Page နဲ့ Messenger နဲ့အတူမြစီမာရေဒီယိုဆောင်မာရှင်ဆိုတဲ့ Telegram Group ကိုစာရင်းသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ချမ်းပြချက်တွေကိုကြိုဆိုပါရစေရှင်။မြစီမာရေဒီယိုရဲ့ဒီကနေ့ညအတွက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကြမှာချမ်းသာပါစေလို့မြစီမားတွေရောဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်။မြန်မာပြည်သူတွေနဲ့တူရည်တည်နေမယ်မြစီမားရေဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကြမှာကြပါစေရှင်။